နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေးထွေးလိုက်လဲစွာ ကြိုဆိုပါတယ်ကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဇောလာငါရဲ့ဇာတာပတိမင်း ကောရင်သောအရသာဒုတိယဆောင်ခန်းကြီးရှေ့အငယ်တက်မှခုနေညီကိုတို့ဘုရားသခင်သည်မာဂီဒိုနီပြည်၌ရှိသော အသင်းတော်များတို့အားပြုတော်မူသောဂျေဇုတော်အကြောင်းကိုငါတို့သည်သင်တို့အားကြားပြောကြ၏ထိုအသင်းတော်တို့သည်ညင်ဆဲခြင်းအပြင် များစွာသောစုံစမ်းခြင်းကို ခံရတော်လေအလွန်ကြီးသောဝမ်းမြောက်ခြင်းနှင့်ဥစ္စာပြုံးတည်သောဆင်းရဲခြင်းအကြောင်းသည် သူတို့ဤစွန့်ကြဲပေးကမ်းခြင်းစီစဉ်ကိုဖြစ်စေ၍ကြွယ်ဝပြည့်စုံ၏အကြောင်းမူကားသူတို့သည်တန်နိုင်သမျှအထက်မက အလိုအလျောက်စွန့်ကြဲခြင်းသောစေတနာစိတ်ရှိကြသည်ဟုငါသည်သက်တည်ခံ၏သူတို့လူဒါနကိုငါတို့သည်ယူ၍သူတို့နှင့်ကူညီလျက်တန်ရှင်သောသူတို့အားလှုပ်ကြွေးခြင်းအမှုကို ဆောင်ရွက်မိအကြောင်းသူတို့သည်တိုက်တွန်းသွေးဆောင်သောဇကားများအပြင် ငါတို့ကို တောင်းပန်ကြ၏ထို့သောပြုကြသောငါတို့မျောလင့်သည့်အတိုင်းထမကပြု၍ဖျားသခင်၏အလိုတော်နှင့်အညီရှေးဥစွာ သခင်ဖျား၌၎င်းငါတို့၌၎င်းမိမိတို့ကိုမိမိတို့လူကြ၏ထို့ကြောင့်တိတုသည် သင်တို့၌အူးပြုနှင့်တကယ်သို့ထိုအလူဂျေစုကိုပြီးစည်းစေမိအကြောင်းငါတို့သည် သူ့ကိုတောင်းပန်ကြ၏ထို့သောနှင့်အညီသင်တို့သည်ယုံကြည်ခြင်း တရားဟောခြင်းဉာဏ်ရှိခြင်းအမျိုးမျိုးသောတတိနှင့်ပြည့်စုံခြင်းငါတို့ကိုချစ်ခြင်းမှစသော အလုံးစုံတို့နှင့်ကြွယ်ဝပြည့်စုံသည်ဖြစ်၍ထိုကျေးဇူးနှင့်လည်းကြွယ်ဝပြည့်စုံခြင်းဖြစ်စေသတည်းနှမျောသောစိတ်နှင့်မလှူရမလှူဘဲမနေရဟုစိတ်ထင်နှင့်မလှူရအကြောင်းမူကား စေတနာစိတ်နဲ့လှူသောသူကိုသာဖျားသခင်နှစ်သက်တော်မူ၏ကိုရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး9အခန်းငယ်9ပေကံခြင်းစုဂျေစု2024ခုနှစ်တွင်တန်းကြွယ်တထေးစီးပွားရေးပညာရှင်ရောဘတ်ဟေးလ်ဂျူနီယာသည်တက္ကသိုလ်ဘွဲ့ရမောင်မယ်1200တို့အားဒီလိုစူးစမ်းခဲ့တဲ့အချိန်တွေက လူတွေကို ဝေမျှဖို့ဂယုစိုက်ဖို့ ပေးကမ်းဖို့လိုအပ်ကြောင်းပူပြီးထင်ရှားစေတယ်။ကျွန်တော်တို့ဇနီးမောင်နှံကမောင်တို့မယ်တို့ကို လက်ဆောင်နှစ်ခုပေးခြင်းတယ်။ပထမတစ်ခုကငွေသားလက်ဆောင်ဖြစ်ပြီးဒုတိယလက်ဆောင်ကပေးကမ်းခြင်းစုပါပဲဟုမိန့်ခွန်းပြောခဲ့သည်။ထို့နောက်ဘာမှမမျှော်လင့်ထားသောဘွေးရမောင်မယ်များအားစာအိတ်နှစ်အိတ်စီလက်ဆောင်ပေးရာ ပထမလက်ဆောင်မှာ သူတို့အတွက်ဒေါ်လာ900ဖြစ်ပြီးဒုတိယစာအိတ်မှာလိုအပ်သူများကို ပေးရန်ဒေါ်လာ900ဖြစ်သည်သူဤချမ်းသာကြွယ်ဝမှုကြောင့်ရောဘတ်ဟေးလ်သည်ဤကဲ့သို့တကြိမ်မက မျှဝေ ပေးကမ်းနိုင်ခြင်းဖြစ်တော်လေတရားကြီးညိုစိတ်ဆိုသည်မှာချမ်းသာမှ ပေးရကမ်းရသည် မဟုတ်ပါ ရှေးခေမာကီဒိုနီပြည်ရှိ သခင်ယေရှုကိုယုံကြည်သူများသည် ယေရုရှလင်မြို့ရှိယုံကြည်သူများ၏လိုအပ်မှုကို ဖြည့်ဆည်းပေးရန်ဆင်းရဲလျက်နှင့်ပေးလှူခဲ့ကြသည်မာကေဒိုနီပြည်သားများသည်ညင်းဆဲစုံစမ်းမှုများစွာကို ခံရတော်လဲအလွန်ဝမ်းမြောက်ခြင်းနှင့်ဥစ္စာပြုံးတည်သောဆင်းရဲခြင်းအကြောင်းသည်သူတို့၏စွန့်ကြဲပေးကမ်းခြင်းစည်းစိမ်ကို ဖြစ်စေကြောင်း အကြောင်းမူကားသူတို့သည်တတ်နိုင်သမျှထက်မက အလိုအလျောက်စွန့်ကြဲခြင်းသော စေတနာစိတ် ရှိကြသည်သူတို့၏အလှူဒါနကိုငါတို့သည် ယူ၍တန့်ရှင်းသူတို့အားလှုပ်ကြွေးခြင်းအမှုကို ဆောင်ရွက်မည်အကြောင်းသူတို့သည်တိုက်တွန်းသွေးဆောင်သောစကားများအပြင်ငါတို့ကို တောင်းပန်ကြ၏ဟု ရှင်ပေါလုချီးမွမ်းခဲ့သည်သခင်ယေရှုအပြင်ဖျားသခင်ထံမှကျေးဇူးတော်များစွာခံစားရသည်ဟုတိမှတ်ဝန်ခံသူများအနေဖြင့်အခြားလိုအပ်သူများကိုရရရောရောပေးကမ်းပေးလှူခြင်းဖြင့် တုံ့ပြန်နိုင်ပါသည်ဖျားသခင်ဤမာဇမှုဖြင့်အစွန့်အကျဲခံခြင်းအရာထက်စွန့်ကျဲခြင်းအရာသည်သာ၍မင်္ဂလာရှိသည်ဟုပြောသူဤစန္ဒမူနာအတိုင်းလိုက်လျှောက်ကြပါစို့ တစုံတူအားမြည်သည့်အရာကို သင်ရဲ့ရောစွာ ပေးလှူနိုင်သည်။အခြားသူတူဦးရဲ့ရောပေးလှူမှုကို သင်မြည်တို့ လက်ခံခဲ့ဘူးသည်။ကောင်းကင်ဘုံရှင်အဖဖျားအခြားသူများအားရဲ့ရောစွာ ပေးလှူနိုင်ရန်ကျွန်ုပ်အားကျေးဇူးပြု၍မာဇာပါ။သခင်ယေရှုနာမကိုအမိပြု၍တောင်းလျှောက်ပါသည်။အာမင်။ နေ့စဉ်ခွန်အားကို ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံမှန်ပြည့်စုံကြွယ်ဝသောဘဝအတ္တများ ဖြစ်တည်နိုင်ကြပါစေ။